ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မာလာတရာ ICC ကလွတ်မြောက်ဖို့ရှိရာတွေအကုန်ပေးဖို့လုပ်နေပြီတဲ့စသည်ပြောပြပါပြီမတက်တဲ့အေးမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင် ပြည်စုံနဲ့နော်အာဏာကြီးချုပ်ကန်ထားပြီးမြန်မာနိုင်ငံတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့အချိန်မှာတော့နော်လက်ပလာနဲ့ပြည်သူကိုမနိုင်တဲ့စစ်တပ်ကတခြားနိုင်ငံတွေကိုအမိပြုတ်ပြီးတော့တခြားနိုင်ငံတွေကိုဖိပေးပောင်းပြီးတော့နော်ကိုယ့်ရဲ့အာဏာတည်မြဲရေးတော့မြန်မာတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်တော့မယ်ကောင်းနေကိုအပိထောက်ခံပြီးတော့အယမ်းကျင်းနေတဲ့လူတွေရှိတယ်နော်ရုရှားပူးပေါင်းလာတဲ့အပေါ်မှာတအားအောင်မှာအာကို ဘယ်ရောက်လို့ရောက်နေမှမသိကိုဘဝအခြေအနေဘယ်အဆင့်တန်းရောက်လို့ရောက်နေမှမသိတဲ့နော်အခြေအနေတရက်ကိုနော်ပျော်ရွှင်နေကြတဲ့လူတွေကိုပြောချင်တယ်ချက်တက်ကြစမ်းပါလို့နော်ချက်တက်ကြစမ်းပါအဲ့ဒါနင်တို့ရဲ့အဘရရဲ့အရေးချင်းပါပဲအဲ့တော့ဒီအရေးချင်းတွေကိုကြည့်ပြီးတော့မှကိုနိုင်ငံရဲ့အနာဂတ်ဟာဒီကောင်ကြီးရဲ့လက်ထဲမှာဘယ်လောက်ထိသောက်တုံးမှုမျိုးဖြစ်သွားနိုင်လဲဆိုတော့အခက်မှန်လို့ရတာပဲလीနော် အခုမင်းအောင်လိုင်းတို့ရဲ့အခြေအနေကလိုချင်တာကိုအကုန်ပေးတော့မယ်အခြေအနေပါရုရှားအနေနဲ့တရုတ်အနေနဲ့ဘာပဲတောင်းဆိုတောင်းဆိုမြန်မာနိုင်ငံလုံးကိုပဲပေးရပေးရပေးတော့မယ်အခြေအနေတရက်ဖြစ်ပါတယ်နော်အဲ့တော့အရန်ကောင်ကဟိုရုံမာတက်တက်ရုံမာတာပေါ့ရှင်နော်နောက်ဆုံးရုံမာချင်းရုံမာချင်းကုန်ပြီပေါ့အော်အဲ့ဒီပုံမှာခြေနဲ့အားရနေတဲ့လူတွေကျွန်မတခုပြောချင်တာရှင်တို့ကံတရားကိုရှုံတာကျွန်မတို့ရှုံတယ်ကံတရားဟာဒုက္ခပေးတဲ့အခါကျရင်ဘက်မလိုက်ဘူးနော်လက်ထိုးလို့မရဘူးအဲ့တော့မင်းအောင်နိုင်ဘက်မှာ တော်လှန်ရေးစဖြစ်ကလေးကကံတရားဟာရှိမနေခဲ့ဘူးเนาะအမျိုးမျိုးနိုင်ငံတွင်းထဲမှာဒုက္ခမျိုးစုံเนาะဒေါ်လာငွေတွေစပြီးတော့ဈေးကျတယ်အဲ့ဒီအရာကိုလည်းကံတရားကသူ့ဘက်မှာရှိမနေပေးခဲ့ဘူးเนาะသူကတော့နိုင်ငံတကာမှာမျက်နှာပြောင်တိုက်ဖို့စူးစမ်းပေးမယ်เนาะဒေါ်လာဈေးတွေကျတယ်ကုန်စည်နှုန်းတွေထိုးတက်တယ်เนาะနိုင်ငံတကာကရှုံချမှုတွေကိုလည်းนิสัยနှစ်တိုင်းအချိန်တိုင်းလိုလိုခံရတယ်တိတ်ခါတပြားမှမရှိတော့တဲ့ခေါင်းဆောင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအပြင်ကိုဒီတရုတ်ကိုပေါင်းပြီးတော့တရုတ်ရဲ့ စီးပွားရေးတွေနောက်ထပ်တရုတ်ကိုလုံနိုင်မဲ့အခွင့်အရေးတွေအားလုံးပေးပြီးတာတော့မှနော် ICJ ဖောင်ဝရန်ကြီးအကြောင်းကြီးကထွက်လာရဲ ICJ မှာဖောင် ICC မှာဖောင်ဝရန်ထုတ်ဖို့အတွက် ICJ ကနေပြီးတော့နော်ထုတ်ပြန်တဲ့တရင်ကြီးကထွက်လာတော့သူ့ရဲ့ခေါင်းကိုဝေကြိုက်တာပါပဲလူဟင်တာတွေကိုလူမျိုးတုံးတက်ဖြတ်မှုကသူ့အနေနဲ့ဒီဒီလေးလို့ယူဆထားခဲ့တဲ့အရာကသူ့အတွက်အကြီးမားဆုံးပြဿနာဖြစ်နေပါတယ်ဒီချိန်မှာနိုင်ငံရေးထွက်ပေါက်ရခဲ့တယ်ဆိုရင်လည်းသူ့အတွက်ကတော့ဒီပြဿနာအငြင်းအေးသွားမှာမဟုတ်ဘူးတော်တော်များလေဒီပြဿနာကိုလက်တလုံး ဒီပြဿနာချားကနေရုံထွက်နိုင်ဖို့အတွက်သူကဂရုမစိုက်ပဲနေနေရတာတော့မဟုတ်ပါဘူးနော် ICC ကဘာမှမလုပ်နိုင်ပါဘူးကွာဆိုပြီးဂရုမစိုက်ပဲနေနေတဲ့ပုံစံမျိုးမဟုတ်ပါဘူးလက်ရှိမင်းအောင်လိုင်းလုပ်နေတာဒီအားလုံးကဒီအမှုနဲ့အများကြီးပတ်သက်ပါတယ်ဂျီထန်းကနေသူဘယ်လိုရှောင်ထွက်လို့ရမလဲဆိုတဲ့လမ်းကြောင်းကိုသူကရွေးချယ်နေတာဖြစ်ပါတယ်အဲ့တော့သူရွေးချယ်လိုက်တဲ့လမ်းကသူ့မှာရှိတာတွေအကုန်ပေးဖို့ပါသူ့ရဲ့အာဏာတည်မြဲဖို့အတွက်တိုင်းပြည်ကိုဟုတ်လားဘဒုလက်သေးကိုပဲဘယ်လိုအခြေအနေမျိုးနဲ့ပဲအ aya အ aya အမှန်ဖြစ်ပါတယ်လက်ရှိအထုတ်ချာအာဏာတည် မင်းအောင်လာရဲ့လက်ထဲမှာလုံးဝမရှိတော့ဘဲနဲ့ပူတင်နဲ့နော်တာကိုကြီးတို့ရဲ့လက်ထဲမှာပဲရှိနေတဲ့သဘောတရားမျိုးဒါပြမြောက်နိုင်နိုင်လို့ဘကပြတာလိုက်ရောပြီးနေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့တော်လန်ရေးဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်မင်းအောင်လာရဲ့ထွက်ပေါက်ဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်ကျမတို့နိုင်အောင်တိုက်နိုင်မှဒီကောင်ရဲ့နော်ဒီကောင်ရဲ့အသေးရင်းကိုကျမတို့ကအမြဲတမ်းပို့နိုင်မှာဖြစ်တယ်အခုတရုတ် တတကောင်နဲ့ပါလာတာတော့မှကျွန်တော်တို့တော်လန်ကြီးသမားတွေအများကြီးခက်ခဲရှိပါတယ်အများကြီးကိုမှကြန့်ကြပါတယ်တော်လန်ကြီးဟာအဲ့တော့နောက်ထပ်တကောင်မှာအင်အားကြီးတဲ့နိုင်ငံရငနိုင်ငံမျိုးကထပ်ပါလာတယ်ဆိုတော့မြေအောင်အတွက်နိုင်ငံတို့အတွက်ကအခုချိန်မှာဝမ်းသာစရာတကူဖြစ်နေတာပေါ့လေသူတို့လည်းတော်တော်ပျော်နေကြပါတယ်နော်အဲ့တော့ကန်တရားကိုယုံလားလို့ကျွန်မမေးခဲ့ပြီးပြီမှလားကံတရားကသူတို့ဘက်မှာဘယ်တော့မှရှိမနေခဲ့ပါဘူးအခုသူတို့ဘလောက်ပဲပျော်နေပျော်နေသူတို့အပျော်လေးမပြီးသေးခင်မှာပဲเนาะဖိလစ်ပိုင်သမရဟောင်း နော်ဒုတာတေးရဲ့သတင်းကြီးကထွက်လာတယ်ရှင်ဒါကမင်းအောင်လိုင်းအတွက်ငွေကြိုက်တဲ့သတင်းပါနော်ဖိလစ်ပိုင်ကရဲတွေကသမရဟောင်းကိုဖမ်းပြီးတော့မှ ICJ ကိုပို့လိုက်တဲ့ကိစ္စဟာမင်းအောင်လိုင်းထိတ်ကိုစဉ်းစားရမယ့်ကိစ္စအိမ်မက်ဆိုမတ်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီကိစ္စကိုနော် ICC ကိုတွားပြီးတော့နောက်လို့မရပါဘူးဘာမှမလုံနိုင်ပါဘူးကွာလို့ပြောလို့မရပါဘူးမလုံနိုင်တဲ့လူရှိတယ်လုံနိုင်တဲ့လူရှိပါတယ်မင်းအွန်လိုင်းလို့ လူမျိုးကိုတော့ ICC ကအတားလေးဖမ်းဆီးနိုင်တဲ့အနေအထားတွေအခြေအနေအများကြီးရှိပါတယ်နော်အဲ့တော့မလုံးပူတင်လိုလူမျိုးကိုမလုံးနိုင်ဘူးဆိုတာကတော့ဒါကရှင်းပါတယ်ကမ္ဘာမှာအင်အားကြီးနေတာကပူတင်တို့အဖွဲ့ဖြစ်ပါတယ်ပူတင်တို့နိုင်ငံဖြစ်ပါတယ်ရုရှားနိုင်ငံဖြစ်ပါတယ်အဲ့တော့ဒီလူမျိုးနိုင်ငံဟာအနုမြူလက်နက်တွေကိန်းအောင်နေတဲ့နိုင်ငံဘယ်ကောင်မှသိမ့်မထီရဲပါဘူးဒါပေမဲ့သူလှုပ်ထားတဲ့အမားတွေကအမှားအတိုင်းတမိုင်းမှာတော့ရေးမှတ်ထားကြပါတယ်ဒါကူကသိခါကြာနေပြီဖြစ်ပါတယ် တော့မင်းအောင်လှိုင်တို့လုံမှာက2025ရွေးကောက်ပွဲဖြစ်မြောက်ဖို့လုံမှာဖြစ်ပါတယ်အကယ်၍2025မှာမဖြစ်မြောက်ခင်လည်း2026ကလုံမှာလုံပါလိမ့်မယ်ဘယ်သူတွေနဲ့လုံမလဲဆိုရင်သူသူတို့အလွင်ဝိုင်းထဲမှာရှိတဲ့လူတွေကိုပဲပါတီတွေခွဲခွင့်ပြီးတော့မှဟဲ့လားအယောက်တရာရှိအယောက်တရာနဲ့ရွေးကောက်ပွဲလုံမှာဖြစ်ပါတယ်အဲ့ဒီရွေးကောက်ပွဲကလည်းတင်ကြပေါ့သူတို့ပဲအနိုင်ရမှာဖြစ်ပါတယ်ပါလာတဲ့နိုင်ငံဘယ်နိုင်ငံပါလာမယ်အဲ့ဒီပါလာတဲ့နိုင်ငံလေးနဲ့မဖြစ်ဖြစ်အောင်လုပ်ပါမယ်เนาะဘာကြောင့်လဲဆိုလို့ရှိရင် ICJ က အာနာရှိနေလို့ရှိရင်ထိလို့မရသေးတဲ့အနေအထားမျိုးကိုသူတို့ခံမှန်းထားပုံရပါတယ်မျောလင့်ထားပုံရပါတယ်ဒါကြောင့်မို့အာနာကိုသူတို့ကအသေးလေးစုပ်ကန်ထားခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအရဆွေးနွေးမယ်ဆိုတာတွေကအပေါ်စားသားတွေဖြစ်ပြီးတော့မှဘယ်တော့မှသူတို့မှဆွေးနွေးဖို့အနေအထားမရှိတော့ဘူးနောက်တစ်ခုကဒီစစ်ကောင်စီထဲမှာရှိနေတဲ့ပုံဝင်ပတ်သက်နေတဲ့အကြီးအကဲတွေအားလုံးကဒီအမှုမှာအတွဲလိုက်ပါနေတာဖြစ်တဲ့တဲ့သူကသူတို့ဟာ ကလေးရဲ့စီရတော့မှာဖြစ်ပါတယ်ရုပ်မာတဲ့လမ်းကိုအဆုံးအဆုံးထိလျှောက်ကြတော့မှာဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်ဘာတော့ရှင်လို့လုပ်နေကြတာလဲအခုကျမတို့နိုင်ငံကိုတခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာလွှဲထားရတာဖြစ်ပါတယ်ဒီအချိန်ကြီးတည်းဟာညှင်းလို့မရတဲ့အမှန်တရားဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တရုတ်ကမြမအရေးကိုမပါဝင်ပါဘူးမဆော့ဖက်ပါဘူးဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးလူလိမ့် ဇက်သွင်းနေပြီမဲ့လူလိန်ဇက်ကနေပြီမဲ့တကယ်တမ်းကျတော့လုံကြုံရေးအရဆိုတဲ့သူစီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့နာမည်ခေါင်းစဉ်တက်ပြီးတော့မြန်မာနိုင်ငံထဲမှာတရုတ်စစ်သားတွေအယောက်900လောက်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်ဒီလိုပဲရုရှားပါဝင်ပတ်သက်လာတဲ့အပေါ်မှာကျမတို့အနေနဲ့ခံမှန်းကြည့်ရတဲ့လောက်ကတော့ရုရှားတည်းလေရုရှားရဲ့စစ်သားတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှเนาะဒီဂျင်းနစိတ်ကန်တွေမှာသူတို့ရဲ့ရုရှားတင်းမောတွေကတ်နိုင်မှုကတ်နိုင်ပွဲရှိပါတယ်အဲ့ဒီကနေမှတစ်ဆင့် အရက်ဝစ်တွေပြောင်းပြီးတော့ရုရှားရဲ့စစ်သားတွေကလည်းကျွန်တော်တို့မြန်မာပြည်ထဲမှာလာရောက်ဝင်ရောက်လာနိုင်တဲ့အခြေအနေတည်းကိုရှိပါတယ်။ဆိုတော့ကျွန်တော်တို့ဂျပန်ခေတ်အင်္ဂလိပ်ခေတ်ကလူတုံးကလူပဲเนาะဟုတ်လားအခြားတိုင်းတစ်ပါးသားတွေလာပြီးတော့ဝင်ရောက်ပြီးတော့အာဏာကိုချေလီမှုတို့ကဒါကျွန်တော်တို့မြန်အောင်နိုင်ကကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ရာဇဝတ်ကောင်မင်းအောင်နိုင်ကကျူးလွန်နေခြင်းဖြစ်ပါတယ်။သူတို့ခုံမြဲဖို့တော့ဘာမှမဆိုလောက်ပါဘူး။အဲ့တော့အဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် လုတ်ပြီးတာနဲ့တပြိုင်နက်မင်းအောင်လှိုင်တို့ဟာဒီအချင်းရပေါ်မှာမူပြီးမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုတ်ပိုင်ခွင့်တွေမြေတချို့တဝက်တွေကိုပေးမယ်အဲ့တော့ဘလို့တွေလုတ်ကြမယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့အခုချိန်မှာမပြောနိုင်သေးပေမဲ့တော်တော်စိုးစိုးဝါးဝါးဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတဲ့အခါကျတော့ဒီအခြေအနေကိုတရုတ်နဲ့ပူတင်တို့ဟာတကယ်တမ်းကြလို့ရှိရင် နော်ကျမတို့မြန်မာနိုင်ငံမှာတို့မျက်စိကြနေရတယ်အများကြီးရှိရတယ်တော့မြန်မာနိုင်ငံရဲ့တောင်ပိုင်းကိုဂျူမလားမြောက်ပိုင်းကိုဂျူမလားဆိုတဲ့ခွဲခြမ်းစိတ်ပြမှုတွေပြူတော်ဆောင်နေဆွေးနွေးမှုတွေတို့ကြားမှာလက်ရှိရှိနေနိုင်ပါတယ်ရှိလာနိုင်ပါတယ်အဲ့တော့ဒီချိန်နေတရက်ကိုကျမတို့ပြည်သူလူထုနဲ့တီးဖို့လိုတယ်အဲ့တော့ကျမတို့မှာရွေးချယ်ကြဘာမှမရှိပါဘူးအင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံထပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်ကျမတို့ပုံပြီးစ조사ဖို့ပဲရှိပါအဲ့တော့တော်လန်ရေးကို ပို့ပြီးတော့အာယုံဆက်ပြီးတော့ကျွန်တော်တို့ဘယ်လိုပဲပုံသွားမယ်ဆိုတာကိုပြည်သူလူထုအနေနဲ့အခုချိန်မှာပို့ပြီးတော့လေးလေးနက်နက်စဉ်းစားတွေးခေါ်သုံးသပ်ဖို့လိုပါတယ်လို့ဒီမှာအနေနဲ့သတိပေးချင်ပါတယ်ကျွန်တော်တို့နိုင်ငံကြီးဟာတကယ်ကိုမှစုပ်ပြတ်တက်နေတဲ့အနေအထားမျိုးဖြစ်နေပါပြီเนาะအာဏာတစ်ခုနဲ့ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံလုံးရဲ့အနာဂတ်ဟာတခြားလူတွေရဲ့တခြားနိုင်ငံတွေရဲ့လက်ထက်မှာရှိနေတယ်ဆိုတာကို